တည်ရီချောင်းကြီးကဖြတ်တန်းသွားတာပေါ့နော်တည်ရီချောင်းကြီးကဟိုဒါ10ပေးရနေပြီပေး20အထိကိုရွှေ့သွားရဲဆိုတော့ဒါအတိုင်းဒါတခုကိုညာရှင်တွေကတိုက်နိုင်ခဲ့ကြတာပေါ့တိုက်တွေခါကျိုးဖို့ကြံသေးတယ်လို့သတိပေးထားတာနော်မြန်မာပြည်သားတွေမမေ့ပါနဲ့နော် ားလုံးမင်္ဂလာပါမွေး channel လေးရံကြိုဆိုလိုက်ပါတယ်မို့အခုတစ်ဆက်ပေးခြင်းနဲ့ view လေးရတော့မြင်ကလင်းနဲ့ပတ်သက်ပြီးတော့အသေးရရှိလာတဲ့အရေးကြီးသတင်းတစ်ပုဒ်ကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ် view ရမှာဆိုရင်တော့ငလင်ကြေးရေကြိုးကြီးကဆယ်ပြားရံပြီးတော့ပေး20ထိထပ်မဲ့ရွေလျားလာတယ်ဆိုတဲ့ view လေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ်မွေး video ထဲမှာဆိုလို့ရှိရင်တော့ကြည်တယ်မျိုးတွေလည်းဘဟုတရာရအောင်လို့ပြန်လည်းမျှဝေနေတာဖြစ်ပါတယ်မွေး video လေးကိုစုံလေးလက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီ video လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်း video လေးအောက်မှာ comment လေးတွေရေးပြလို့ရပါရှင့်မွေး video လေးကိုကြည့်လိုက်ကြရအောင်နော် မြန်မာနိုင်ငံရဲ့အမျိုးကြီးသုံးမျိုးစလုံးကငလင်ကျောနဲ့အမတန်နီးကပ်နေတာဖြစ်ပါတယ်။နေပြီးတော့ဆိုလို့ရှိရင်ငလင်ကျောပေါ်တဲ့တဲ့ကြောက်အောင်နေဖြစ်ပါတယ်။ဥတ္တရတတိမျိုးမြို့ကနေပြီးတော့မှတောက်လျှောက်ကဒီပြည့်ရီချောင်းကြီးကဖြတ်တန်းသွားတာပေါ့နော်။ပြည့်ရီချောင်းကြီးကဟိုဒါ၁၀ပြည်ကနေပြီး၂၀အထိကိုရွှေ့သွားရဲဆိုရက်ဒါအတိုင်းဒါတစ်ခုကိုညာရှင်တွေကတိုက်နိုင်ခဲ့ကြတာပေါ့။ဆိုတော့ဒီနေပြီးတော့ကြီးကိုဆက်လက်ပြီးပြိုးထောင်ပြုစုမလား၊လူရည်တိုးပွားလာအောင်လုပ်မလားဆိုတာတော့ဒါတော်တော်စဉ်းစားမယ့်ကိစ္စဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဘေးကင်းအလုံးုံဆုံးနေရတာတော့တည်ခစ်တရာပြည်မြို့ပါ။ပြည်မြို့ကတော့ ရှေ့ခေတ်မြန်မာမင်းအစဉ်ဆက်ကနေထိုင်လာခဲ့တဲ့လုံငန်း2ပေါင်း2000ကလေးကလူကြီးရဲ့အခြေချပြီးတော့နေထိုင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဒီမြို့ကြီးဟာအထက်မှာဆိုလို့ရှိရင်လည်းအညာဒေသအောက်မှာဆိုလို့ရှိရင်လည်းစံစပါးပေါ်များတဲ့ AR တန်းနဲ့ရန်ကုန်တိုင်းကိုချိတ်ဆက်ထားတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင် AR မြေကြီးပေါ်မှာရှိတဲ့လူကြောင့်မလို့ဒီ AR မြေပေါ်မှာတောက်လျှောက်မှာရှိတဲ့မြန်မာနိုင်ငံလူကြီး60ရာခိုင်နှုန်းကျော်ကိုလည်းဒါလက်လန်းပြီဆိုအုပ်ချုပ်လို့ရတဲ့မြို့မြို့ဖြစ်ပါတယ်။နောက်တစ်ခုကငလင်းတန်းအပြင်တဘောဘေးရန်ကြီးရဲ့တခြား ဒါ సై ကလုံးမုံတိုင်းတန်တွေကနေလေတော်တော်တက်တာပြီးတော့ကင်းကင်းလို့တဲ့မျိုးပြည်မျိုးဖြစ်ပါတယ်နောက်ပြီးတော့လည်းရခိုင်ပြည်နယ်နဲ့လည်းအမတန်းမှလလန်းမီပြီးတော့တောင်ကုန်းကနေပြီးတော့ဒါသွားမယ်ဆိုလို့ရှိရင်ဒါနေချင်းပြန်လောက်တောင်သွားလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကြေမျိုးမှာတချို့တော့အိမ်ယာတို့ချဲ့တာတွေတီထောင်တာမျိုးတွေကိုပြုတ်လုတင်ပါတယ်ဒါနေပြီးတော့ねဒါမန္တလေးကတော့ဒါလက်ခုယခုလည်းကျွန်တော်ကြုံခဲ့ပြီးတော့ပါပြီနောက်တစ်ချိန်မှာလည်းကျွန်တော်ရဲ့နောင်လာမယ့် generation တွေမှာလူကြီးပုံများလာလို့ရှိရင်ပုံခမ်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ ကျွန်တော်နောက်နောက်ပေါ့အင်အားကြီးအင်အားစီမံကိန်းတွေလုပ်မယ်လူနေ area တွေတိုးချဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဒါဘေကင်းအလုံးကြုံဆုံးရှေးခက်ကဒီတေခက်တရားမျိုးကြီးကိုတက်တည်ပြုပြီးတော့ကျွန်တော်ဒီနေရာမှာတချောင်းတင်ပါတယ်တေခက်တရားမျိုးမှာဖယဖယကြီးတို့ဖယမာတို့ဘဝကြီးဖယတို့ဆိုပြိုကျတာတခါမှမရှိပါဘူးဒီဟာတွေကိုကြည့်ချင်းအဖြစ်ဒီခေတ်ရမျိုးကြီးကငလင်ဘေးဒဏ်ကနေပြီးတော့ကင်းလွတ်တယ်ဆိုတော့သိရှိနိုင်ပါတယ်။ဒီဖျားတွေဟာနှစ်ပေါင်းကို ဒါ2000နီးပါးလောက်ကိုတရှိခဲ့တဲ့ဖရားရဖြစ်ပါတယ်ပကံဖရားရထဲလည်းအများကြီးစောပါတယ်ကိုရိုင်းလည်းတွားရောက်လေ့လာနိုင်ပါတယ်ဒီဖရားတွေဟာ UNESCO ပေါ့ဒါကုလသမဂ္ဂကနေပြီးတော့မှအမွေနဲ့ကမ္ဘာအမွေနဲ့စီရင်သွင်းထားပြီးသားဖြစ်ပါတယ်ဒီဖရားတွေဟာ original အတိုင်းပဲစတီကြတဲ့အတိုင်းပဲဒီတိုင်းပဲရှိနေတာဖြစ်ပါတယ်။ဒီအားတွေကိုကြည့်ချင်းအပြင်တရိခိတရားမျိုးကြီးကတဘာဝဖေးအန်တွေရဲ့ကင်းရှင်းလားမကင်းရှင်းလားဆိုတာကိုဒီဖျားတွေဟာကောင်းကျင်ပြီးတက်တည်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်တစ်ချိန်မှာမြို့တွေအဲတီထောင်တော့မယ်မြန်မာနိုင်ငံမှာအဲ အုတ်ချွေရေဘဟုပြောင်းလဲမယ်ဆိုလို့ရှင်တော့ဒါပြည်မျိုးဟာအကောင်းဆုံးလို့ကျွန်တော်အကြံပြုလိုပါတယ်ဒါရန်ကုန်မျိုးဟာလည်းဒါပဲခိုးနဲ့နီးကပ်တဲ့တို့ကြောင့်မလို့ဒါငလင်းကျော်ကနေမလွတ်ပါဘူးနောက်ပြီးတော့ တောင်ကြီးဟာလည်းကြောက်ကြမ်းငံလင်ကျောပေါ်တည့်တက်ကြောက်နေတာဖြစ်ပါတယ်။ထောင်ကူကဆက်နေမင်းမျိုးငံလင်မှာလည်းတော်တော်လေးပျက်စီးခဲ့တာဖြစ်ပါတယ်။ဒီငံလင်ကြီးကငြိမ်နေတဲ့အတွက်ကြောင့်မလို့အခုဒါနှစ်တရာကျော်လာပြီဖြစ်တဲ့ကြောင့်မလို့ဒီတောင်ကြီးမျိုးနဲ့အင်းလေးတစ်ဝိုက်မှာနေထိုင်နေပြည်သူလူထုကလည်းအမတန်မှသတိထားမှာဖြစ်ပါတယ်။စကိုင်းပြည်ဝီလှူရှားခဲ့တဲ့အတွက်ကြောင့်မလို့တခြားသောပြည်ဝီငယ်လေးတွေဟာလည်းဆက်လက်ပြီးလှူရှားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီရှမ်းပြည်နယ်မှာရှိတဲ့အကြောက်ချက်တွေ ပေါ်မှာရှိတဲ့မြို့ရွာတွေဟာလည်းဒါအတိထားပြီးနေထိုင်ရမှာဖြစ်ပါတယ်။ဒါတမန်လေးရပဲရန်ကုန်မြို့ရဲ့ကမ်းလွန်ပင်လယ်မှာငလင်ငယ်လေးလှုပ်ခတ်သွားရဆိုတာကိုလည်းကျွန်တော်တို့သတင်းရရှိပါတယ်။ဒါကြောင့်မလို့အားလုံးသတိပြုပြီးနေထိုင်ကြပါ။စောစောကတောင်ကုန်မြို့မှာငလင်လှုပ်သွားပါတယ်။ဒီတခါလှုပ်တဲ့ငလင်ကတော့ဒီလိုမျိုးဘေးဒါရွေးရှာတာမျိုးမဟုတ်ဘဲနဲ့အထောက်အောက်ကိုစောင့်ဆောင်ဆိုပြီးတော့နှစ်ချက်ပေါ့နော်လှုပ်သွားတယ်ပေါ့အဲကျွန်မတို့တောင်ကုန်ကလည်းငလင်း ဟိုပြက်ရွေကြောကြီးထဲမှာတရှိနေရဆိုတော့ကျွန်တော်ငလျင်လှုပ်တာပေါ့လေနော်အဲငလျင်လည်းအဆက်မပြတ်သေးလှုပ်နေငလျင်တစ်ခါလှုပ်ပြီးရင်ဘာပဲဖြစ်ဖြစ်နောက်ဆက်တွဲပါတယ်ဆိုမယ်ခုချိန်လောက်ဆိုတော့ရက်တန့်တင်ပြီလေနော်ဒီမန်းလေးမျိုးတို့ဘာလို့ဆိုလဲကောင်းကောင်းအိမ်မရစားမရပေါ့ဒါပထဝီအနေထားရကြည့်မယ်ဆိုရင်တော့ပေါ့နော်ငလျင်စွာပြက်ရွေကြောကြီးလှုပ်ရှားနေလို့လှုပ်တာပေါ့ဒါပေမဲ့ကျမတို့ကဘာသာတရားအရာကြည့်မယ်ဆိုရင်ကျမတို့ဘာလို့ငလျင်ကြီးကလှုပ်နေရလဲပေါ့ နလီကခုလှုပ်နေတဲ့ပုံစံပေါ့နော်ဒီကမ္ဘာဒီမြန်မာနိုင်ငံမြေပေါ်မှာရှိနေတဲ့မြို့တွေရွာတွေလူတွေပျက်စီးစေခြင်းနဲ့ဒုက္ခရောက်စေခြင်းလို့စိတ်ဆိုးမပြေဘဲနဲ့အာရပါရကိုပေါ့နော်ခဏခဏကိုလှုပ်နေတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်အဲ့ဆိုကျမတို့ကပေါ့နော်ဘာဒီမကောင်းမှုကိုတညီတညွတ်ထဲကျမတို့လှုပ်ပြီးကြတာလေလှုပ်ဖြစ်ကြတာလေပေါ့နော်အဲ့လိုမျိုးစဉ်းစားရတော့မယ်ကျမတို့မှာလေအဲ့ဆိုကျတော့ကျမလည်းခေါင်းနဲ့ညံမမီဘူးပေါ့နော်ကျမကိုအဲ့လိုမျိုးပေါ့နော်ကျမ စဉ်းစားလို့မရလို့စဉ်းစားကူစဉ်းစားပေးကြပါဦးတိုက်တွေခါကျိုးဖို့ကြံသေးတယ်လို့သတိပေးထားတာเนาะမြန်မာပြည်သားတွေမမေ့ပါနဲ့เนาะတိုက်အထက်မြင့်တွေခါကျိုးဖို့ကြံသေးတယ်လို့ခါတွေကျိုးပြီးတော့တိုက်အထက်မြင့်တွေပြိုဖို့ကြံသေးတယ်လို့ဆရာမသတိပေးထားတယ်เนาะမမေ့နဲ့အစအရာသတိထားပါရှင်เนาะနီးပြီเนาะဒီဗီဒီယိုလေးကတော့မြင်းကလေးကြောင့်သိဆုံးသွားတဲ့သူတွေအတွက်ပေါ့เนาะဈေးကြီးတက်စုတဲမယ်ဆိုတဲ့ဒီအကွက်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကြည့်လိုက်ကြရအောင်เนาะဒီဗီဒီယိုကိုကြည့်မိတဲ့လူတိုင်း ကြုံမသွားပါနဲ့အရေးကြီးပြောစရာကိစ္စရှိလို့ပါဗာလဲဆိုတော့ဒီ2025မှာ3လပိုင်း28ရက်နေ့လှုပ်သွားတဲ့ငလျင်ကြောင့်ဒီရက်ပိုင်းအနောက်ရှက်အရင်များတယ်လို့ခံစားရတယ်ပြီးတော့အာယုံတစ်ခုပေါ်လာနော်အသွေးတစ်ခုပေါ်လာဗာလဲဆိုတော့ဒီငလျင်ကြောင့်တည်သွားတဲ့လူတွေကိုနော်ငလျင်ကြောင့်တည်သွားတဲ့လူတွေကိုရည်စူးပြီးတော့စေကြီးတစုတည်ရမယ်လို့အသွေးကပေါ်လာတယ်အဲအကြောင်းမလို့ကျွန်တော် ကိုယ်တိုင်ဥဆောင်ပြီးတော့အဲစေဒီလူစုတဲဖို့เนาะကျွန်တော်ကိုယ်တိုင်တိန်းတရာမှတည်မယ်တိန်းတရာလူမယ်အဲပြီးတော့နည်းများမဆိုမိသူမဆိုပါဝင်လူတိုင်းလို့ရတယ်เนาะနည်းများမဆိုလူလို့ရတယ်ပြီးတော့ပိုက်ဆံအခက်အခဲရှိတယ်ဆိုရင်လည်းဒီဗီဒီယိုကိုလိုက်ရင်ရှယ်လုပ်ပြီးတော့ကုလိုယူကြပါအဲပြီးတော့ဒီစေအလူငွေပြည်တာနဲ့ဒီစီဒီယို ဟိုနားလေတကြွန်းတဲ့ဖုံဖုံကြီးတွေနဲ့တိုင်ပင်ပြီးတော့เนาะစီဂျီကိုတဲ့ပါပါအားလုံးပဲအဲတကြံနေတိမှာလဲအစိနေပြကျမ်းမာချမ်းသာကြပါစေအနေကင်းကင်းနဲ့ဖြစ်ကြွနိုင်ကြပါစေလူစုတော်ပါလေ21ရက်နေ့မှာငလင်အကြီးကျယ်လုံပါလား21ရက်နေ့မှာငလင်အကြီးကျယ်လုံနိုင်ကြီးမရှိဘူးလား အောင်ဒီဗီဒီယိုရဲ့အဆုံးမှာအတိအကျတွက်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ Magazine Founder CEO ကိုစောစောဖြစ်ပါတယ်။အတိအကျကျွန်တော်တို့ဒီတလောမှာဇိုးရိမ်နေကြတယ်ဒီလထဲမှာငလျင် အကြီးကျယ်လုံမယ်မလုပ်ဘူးကျွန်တော်တို့ဒီဇိုးရိမ်ပူပန်မှုတွေနဲ့အာမင်းမျိုးတွားနေကြတာရှိတယ်အာတချို့အဆောက်အဦအမြင့်နေမှာမနေရကြတာရှိတယ်အာ ဒီစိတ်ဖိစီးမှုတွေအများစွာရှိဖြစ်နေရတယ်ရှိကြပါတယ်အဲကျွန်တော်တို့ကျွန်တော်ရဲ့ page ကဲ messenger မှာပဲဖြစ်ဖြစ်အရန်စိတ်ဖိစီးမှုတွေဖြစ်နေတဲ့လူတွေအရန်အထီးအရန်ပူလောင်နေတဲ့လူတွေစိုးရိမ်ပူပန်မှုတွေဖြစ်နေတဲ့လူတွေများစွာများစွာများစွာကိုကျွန်တော်တို့ရှိနေပါတယ်ဒါတွေဒီတကယ်တော့ဥပဒေကြောင့်ဥပရောက်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဒါကိုအဓိကကျွန်တော်တို့ဖြေပြောက်ဖို့အတွက် လိုပါတယ် after stroke mindset ကနေပြီးတော့ကျွန်တော်တို့ဒီ after strong mindset ဖြစ်အောင်လို့ကျွန်တော်တို့လုတ်ဖို့လိုအပ်ပါတယ်လုတ်တဲ့ချိန်ကအဓိကဘယ်ကနေစလုပ်မလဲဆိုနံပါတ်1ကျွန်တော်တို့အဓိကနံပါတ်1စိတ်တည်ငြိမ်အောင်ထားဖို့လိုပါတယ်ကျွန်တော်စိတ်ဒီငလင်ကိုအဓိကလက်ခံရပါပဲငလင်ဒီကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်ထဲမှာ မရှိပါဘူးကျွန်တော်တို့ဒီငလင်ဒီကျိုးရင်ခတ်မှန်းလို့ရတဲ့အရာဆက်တိုင်းတာတဲ့ဒါဒီအခုထိမြန်မာနိုင်ငံမှာလည်းမရှိဘူးလို့ကမ္ဘာမှာလည်း မရှိပါဘူးဒါကိုဘယ်နေ့မှလုပ်မယ်ဘယ်အချိန်မှဘလောက်လုပ်မယ်ဆိုတော့အမတေချာမရေရတဲ့ကောလာဟာလာတွေခြားထဲမှာအကိုကဟိုတစ်တီးချွေလို့ရှိရင်ကဘာပြက်တယ်ဆိုရဲစိတ်နဲ့ကြိုပြီးတော့ဆွေကြိုပြီးတော့ပူဆွေးပြီးတော့အနာဂတ်တွေနဲ့အဲညောင်းလင်းချက်တွေနဲ့နေပြီးတော့ energy တွေကုန်ဆုံးနေမဲ့အစားဒါတွေဒီ အဖြစ်ရမယ်ကိုတိတိကျကျရှာကြည့်ပါဘူခဲမှာပဲဖြစ်ဖြစ်ချက်ကြည့်ပြီးမှာပဲဖြစ်ဖြစ်တေချာလေးလာကြည့်ပါတကယ်ရောဒီတိုင်းလာတဲ့ဆက်တွေရှိရလားမရှိဘူးလားဆိုတာစုံစမ်းကြည့်ပါဒါပြီးပြီဆိုရင်ကိုကဒါကငလင်ကြီးလာမှာပါငလင်ကြောင့်လာမှာမဟုတ်ပါဘူးငလင်ဒီလူကိုငလင်ကြောင့်လုံးဝမဟုတ်ပါဘူးတကယ်ကလူကိုအာ ကျွန်တော်တို့သုံးဆောင်နေတဲ့ပစ္စည်းကရိယာတွေကျွန်တော်တို့ဘေးဘက်ဝင်ချင်းမှာရှိတဲ့အရာဝတ္ထုတွေကဒါလည်းကျွန်တော်တို့ကိုထိခိုက်စေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေဒီကျွန်တော်တို့ကိုအန္တရာယ်မပြုနိုင်တော့ပစ္စည်းမျိုးဖြစ်အောင်ကျွန်တော်တို့ဒီဖန်တီးထားမယ်တိဆောက်ထားမယ်စနစ်ချထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီငလျင်တန်ကြောင့်အန္တရာယ်ဘေးဥပဖြစ်တဲ့ရခိုင်နှုန်းဒီ99%လောက် နေသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့တကယ်တက်ပြီးမြေပြင်မှာပဲကျွန်တော်တို့မဂါဇီဒီအားလုံးတိကျတဲ့အတိုင်းပဲကျွန်တော်တို့မဂါဇီဒီ7.7နှစ်ဆက်ရှိရနေ3လပိုင်း2025ငလျင်မှာမှန်တစ်ချက်မှာကျွလင့်သွားခြင်းမရှိဘူးဆိုတာတကယ်တက်ပြီးပြနေတာပါ။အတိကျတော့ 7S ပါ။ဒီ 7S ကိုတာတိတိကျကျ stretch out တိကျကောင်းအောင်လုပ်တံမိုးထားမှုတိကျရေချရေ system တွေခြားခြား scale library scale professional တွေထား strategy တွေခြားဆွဲလေဘေးအတွက်လားရေဘေးအတွက်လားမီးအန်နေရလားငလျင်တဲ့အန်နေရလားဒါတွေအတွက်ကိုတည်တည်ချာချာစီမံပြီးတော့တခြားဆွဲပါရေရှည်အတွက်နှစ်30အထိခံလာ20နှစ်အထိခံလာတည်တည်ချာချာ plan ဆွဲပြီးမှတခြားနေထိုင်ပါ တိတိကျကျ decoration တွေအစတိတိကျကျခိုင်မာမှုရှိအောင်ပြင်ဆင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအထိုက်လျောက်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်အရာဝတ္ထုတွေကျွန်တော်တို့ကိုကာကွယ်ပေးမယ့်အရာပဲဖြစ်ရပါမယ်ကျွန်တော်တို့ကိုဒုက္ခပေးရမယ်ကျွန်တော်တို့ကြောက်လန့်ရမယ်အရာမဟုတ်ပါဘူးဒါကြီးကျွန်တော်တို့ပြုလုပ်ထားတဲ့အရာတွေပါကျွန်တော်တို့လုတ်ပိုင်ခွင့်ကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာရှိတဲ့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုမကြောက်ရပါဘူးကြောက်စရာမလိုပါဘူး ါဒီကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာရှိပါတယ်ကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာမရှိတဲ့အရာကိုလည်းကျွန်တော်တို့လက်ခံရပါမယ်ရဲရဲကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ရပါမယ်ဒါဒီတဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်တဘာဝဘေးအန္တရာယ်လိုက်ရင်ကျွန်တော်တို့ဒီဘလို့ရင်ဆိုင်ရမယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ညာစွာကာဝေရမယ်ခင်မီကရိယာတွေနဲ့ ကျွန်တော်တို့နေထိုင်လို့ကာဝယ်လို့ရမယ်အရာတွေအများကြီးရှိပါတယ်။ဒါကြောင့်မို့အိမ်လေးကားတွေအများများစွာများစွာကျွန်တော်တို့တည်ထွင်ထားတဲ့ကဘာပေါ်မှာတိတ်တန့်နေကြအများကြီးတည်ထွင်ထားတဲ့အရာတွေရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့တင်ဒီဥပဒံကြောင့်ဥပမရအောင်အဓိကစိတ်ကိုပြင်ရအောင်ထားပါ။တဘာဝဘေးအန္တရာယ်တွေကိုလက်ခံပါ။ကိုယ်လက်ရှိရှိနေတဲ့ကိုယ်ဘေးပတ်ဝန်းကျင်ကိုစစ်ပါ။ quality ရှိပြီးတော့တကယ် structure ကောင်း structure ခိုင်တဲ့စစ်ပီးတာ engineer အဖွဲ့အစည်းတွေနဲ့တကယ်စစ်ပီးတာအဆောက်အဦတွေမှာကိုတွားလာပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီစိတ်ကဖြစ်เสียမလို့ပါဘူးကျွန်တော်တို့ရေအများအားဖြင့်ကျွန်တော် NL လာပြီဆိုပြေးချင်နေတာဒါကြီးကျွန်တော်တို့နီလန်းအမှန်မဟုတ်ပါဘူးကျွန်တော် NL လာတိုင်းရှောင်ပြေးနေတာဒီကျွန်တော်ရဲ့နီလန်းအမှန်လုံးဝမဟုတ်ပါဘူးကျွန်တော်ဒီ တောင်ကြီးရောက်နေတာပါအဲ့ချိန်တော့ကျွန်တော်ငလင်းလောက်တဲ့ချိန်ဒီနေ့လောက်တယ်ဆိုမနေ့ပြန်မနေ့ဆိုရင်ကျွန်တော်ဒီကိုရောက်အောင်လာပါတယ်ကျွန်တော်တို့ရောက်အောင်လာပါတယ်တခြားလူတွေထွက်ပြေးရဲ့အချိန်မှာကျွန်တော်တို့ကရောက်အောင်လာပါတယ်ဘာလို့လဲလို့ပြောရင်ကျွန်တော်တို့အနေရေကိုကျွန်တော်တို့ကရင်ဆိုင်နိုင်စွမ်းရှိရမယ်ကျွန်တော်တို့ကလုပ်ငန်းရှင်ဖြစ်တယ်ကျွန်တော်တို့က CEO ဖြစ်တယ်နောက်အနာဂတ်ရဲ့ CEO တွေဖြစ်လာမယ်အနာဂတ်ရဲ့လုပ်ငန်းရှင်တွေဖြစ်လာမယ်ဘာလို့လဲဆိုကျွန်တော်တို့ပြန်လဲထူထောင်ရေး ဓိကနောက်နေမှုဖြစ်စေတဲ့အရာဒီကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ strong မဖြစ်ခြင်းပါပဲအကြောင်းမို့ after strong mindset ဖြစ်ဖို့ဟာအရင်အရေးကြီးပါပဲအခုကြည့်နေတဲ့မိတ်ဆွေရော after strong mindset ရှိနေပြီလားရှိနေပြီဆိုလို့ရှိရင် strong mindset လို့ရေးခဲ့ပေးခဲ့ပါရှိဖို့စူးစမ်းနေပြီဆိုလို့ရှိရင် try mindset လို့ရေးပေးခဲ့ပါ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ဆုံးနေ့လည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီတဲ့မျိုးတွေဘဝဥဒ္ဒရာရစီဖို့အတွက်ပြန်လည်းမျှဝေလိုက်တာပဲဖြစ်ပါတယ်။မောဗီဒီယိုလေးကိုဆုံးနေ့လည်းပဲကြည့်ရှုပြီးတဲ့မျိုးအားလုံးဘေးရန်နေပေါင်းရှင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတ။